မိုင်းရောင်းနိုင်ဓာတ်လုံစီဒီတော် Wi-Fi တက်ဆင်ခြင်းရေစက်ချအလူမင်္ဂလာခန်းနာကျင်းပတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းမိုင်းရောင်းခရိုင် မိုင်းရောင်းမြို့နယ်တွင်ယမန်နေ့ညနေပိုင်းကဓာတ်လုံစီဒီတော်၌ Wi-Fi တက်ဆင်ခြင်းရေစက်ချအလူမင်္ဂလာခန်းနာကျင်းပခဲ့ကြောင်းသိရပါတယ်။ရှေးဦးစွာမြို့နယ်တန်ခါနာယကဖွဲ့ဥက္ကဋ္ဌဟိုခုံပရိယတိစာတင်လိုက်ဆရာတော်ထံမှ၅ဘာတိလခံယူစောက်တီက KAI စီမံအုပ်ချုပ်ရေးဘွဲ့ဥက္ကဋ္ဌ KAI အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းနိုင်က Wi-Fi တက်စင်လူတန်းရခြင်းနှင့်ပတ်သက်၍ရှင်းလင်းလျှောက်ထားပြီးအလူငွေနှင့်လူဝယ်ဝတ္ထုပစ္စည်းများကိုစက်ကပ်လူတန်းခဲ့ပါသည်။ထို့နောက်မြို့နယ်တန်ခါနာယကဘွဲ့ဥက္ကဋ္ဌဟိုခုံပရိယတိစာတင်လိုက်စရာတော့က Wi-Fi တက်စင်လူတန်းခြင်းအတွေ့ဩဝါဒဂါထာမိန့်ကြားပြီးလူတန်းမှုအစုစုအတွေ့ရေစက်သွန်းချအမြပေးဝေကဗုဒ္ဓသာသနာစီတံတိတ်တထု၃ချိန်ရွတ်စုဆူတောင်း၍ အခမ်းအနားကိုအောင်မြင်စွာရုပ်သိမ်းခဲ့ပါတယ်။အဆိုပါခမ်းအနားသူမိုင်းရောင်းခရိုင်စီမံအုပ်ချုပ်ရေးဘွဲ့ဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှူးထွန်းထွန်းနာနဲ့အဖွဲ့ဝင်များမိုင်းရောင်းမြို့နယ်စီမံအုပ်ချုပ်ရေးဘွဲ့ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးသက်ဆွေနဲ့အဖွဲ့ဝင်များ IMnet Company Limited မှတာဝန်ရှိသူများရက်ွက်ကြီးရွာအုပ်ချုပ်ရေးမှူးများစေတနာရှင်အလှူရှင်များတက်ရောက်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။